GD EX5 ဆိုတဲ့ဒါက EV ကအစ်စ်ပေါ့နော်။လုံးဝ off အစ်စ်ချွတ်ချက်ကျွန်တော်တို့ငယ်တော့ဂျိမ်းဆွန်ကားရောပါရင်းကားကိုကြည့်သေးရတဲ့ကားပုံစံမျိုးတွေပါသေးတာအဲ language ကဘာသာစကားဆယ်မျိုးပါတယ်ခိုင်းလို့ရတဲ့အချက်ကြီးကကျွန်တော် command အခု၄ပါတယ် Hi Chili it's too hot Of course Hi Chili open the map Where do you want to go ော့1650ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လောစရာတော့ဟလာအာအလုံးပါပြီးသားပေါ့နော် after sale service တွေတပင်းဝယ်ဆောင်မှုတွေကျွန်တော်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတို့တွေ running အနေနဲ့၈နှစ်သုံးမဟုတ်ကီလိုမီတာတသိန်းခွဲအာမခံပေးထားပါတယ်ခင်ဗျာသူရဲ့ကားအတွင်းခန်းနေပစ္စည်းထဲဟာရအရန်ကျဲကားပေါ်တက်ထိုင်ကြည့်လိုက်တော့အရန်ဟိုတက်တောင်းတက်တာရှိတယ်ဆိုတော့ခရီးဝေးသွားရလဲအရန်အဆင်ပြေပေါ့နော် အာဒီနေ့ကတော့ဒါကျွန်တော်တို့ဒီ GD Global Car Brand ဟဲ့ GD EX5 ဆိုတဲ့ဒါက EV ကအစ်စ်ပေါ့နော်။လုံးဝအိုးအစ်စ်ချွတ်ချက် ျွန်တော်တို့ငယ်တော့ Jason ကားတော့ပါရင်းညကကြည့်သေးရတဲ့ကားပုံစံမျိုးလေးပါသေးတာကားကတော့ပို့ရ SUV EV ဖြစ်တယ် SUV ဆိုတော့ဒါခྱི་သွားရင်လည်းစီးလို့ကောင်းတာပေါ့နော်ပြီးတော့ပို့ရလိုမျိုးပစ္စည်းအများကြီးတင်ရတယ်ရှူတင်နေသွားရတယ်သူတွေအတွက်ဆိုရင်သူ့ရဲ့ကားအတွင်းခန်းနေပစ္စည်းထဲဟာတွေကအရန်ကျယ်တယ်ကားပေါ်တက်ထိုင်ကြည့်လိုက်တော့အရန်ကိုတက်တောင်းတက်တာရှိတယ်ဆိုတော့ခྱི་ဝေးသွားရင်လည်းအရန်အဆင်ပြေတယ်ပေါ့နော်ဒီ ဟုတ်ဒီကားလေးကဘာထူးခြားလဲဆိုတော့သူ့မှာဆိုလို့ရှိရင်ကျတော့ G လေးရဲ့ဒီနိပညာသစ်တွေများစွာပေါ်ဝင်လာတာပေါ့ GE လို့ခေါ်တဲ့ G လေးရဲ့ platform အသစ်တစ်ခုပါကျွန်တော်တိဆောက်ထားတယ်နောက်တစ်ခုကတော့သူ့ရဲ့အာသာချက်အနေနဲ့ဆိုလို့ရှိရင်သူ့မှာ 11in1 လို့ခေါ်တဲ့ဒီ electric tricycle snip ပါတာပေါ့နော် cell to body ဆိုတော့ကျွန်တော် search ပေါ်မှာတိဆောက်ထားတာဖြစ်တဲ့အတွက် safety snip အရင်အားကောင်းတဲ့ carbonate တစ်ခုဖြစ်ပါတယ်ခင်ဗျ EX5 ပါဝင်ကျွန်တော် EV car ကျွန်တော်တို့ running အနေနဲ့10နှစ်သုံးမဟုတ်ကီလိုမီတာတစ်သိန်းခွဲအာမခံပေးထားပါတယ်ခင်ဗျ reunion. It's a great honor to share with you the launching ceremony of Jilin New X5 model. Today, we are not only celebrating the birth of a new car, but also witness another glorious moment of Jilin brand, technological innovation of market insight. ဒီလိုအနေနဲ့ကတော့1986ကနေပြီးစတင်တည်ထောင်လာတဲ့အတွက် သူတို့အနေနဲ့ကတော့ဘာမှထွေထူးပြောကြမှာမရှိဘူးတရုတ်ပြည်မှာလည်းဂီလီဟာအအဆင့်၃လောက်ချိတ်တဲ့အတွက်အဓိကကတော့ဒီခိုင်မာမှုဆိုအနေနဲ့ကတော့ဂီလီဟာထွေထူးပြောကြမှာမလို့နောက်တစ်ချက်ကတော့အဓိကဒီအကျွန်တော်တို့မြန်မာပြည်သူလူထုတွေအတွက်တက်တာမဲ့အဲဇင်းလုံးလေးတစ်ခုကိုကျွန်တော်တို့ဖန်တီးပေးခြင်းနဲ့ပြီးတော့နောက်တစ်ခုကကြတော့ဒီ after sale technology ဘိုင်းနဲ့ပတ်သက်ပြီးတော့အဲထိတ်တန့်မြင့်တဲ့ကားတစ်ခုကိုကျွန်တော်တို့မိတ်ဆက်ခြင်းနဲ့အဓိကရည်ရွယ်ချက်ပါဖြစ်ပါတယ်ခင်ဗျ EX5 ပေါ့နော် X5 ကတော့1650ဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့လောစေကတော့ဟလာအ ားလုံးပါပြီးသားပေါ့เนาะ after sales service တွေတပြင်ဝယ်ဆောင်မှုတွေကျွန်တော်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ecosystem တစ်ခုကိုတည်ဆောက်ဖို့ပေါ့ဖုန်း company တစ်ခုကိုမိစုကိုသူ2022ခုနှစ်မှာဝယ်လိုက်တာပေါ့နော်အခုဆိုလို့ရှင်သူ့ရဲ့ဒီ OS ကိုကြီးကြီးမှာစသုံးလာတယ်ဖုန်းနဲ့ကားနဲ့လူနဲ့ဖုန်းနဲ့ချိတ်ဆက်ရတာအရင်မြန်ဆန်သွားတယ် smart cockpit platform ဖြစ်သွားတယ်တော့ပိုပြီးကားရဲ့ intelligent ဖြစ်သွားတာပေါ့နော် intelligent ဖြစ်သွားတယ် voice command တွေပေးလို့ရတယ်ကိုပြောချင်တာတွေခေါ်လို့ present နဲ့ခိုင်းလိုက်ရုံပဲပေါ့နော်ဘာသာစကားဆင်မျိုးပါတယ်ခိုင်းလို့ရတဲ့အချက်ကြီးကကျွန်တော် command အခု200ပါတယ်အများကြီးပဲခိုင်းလို့ရ high g လို့ပြောရတယ်အကုန်လုံးလို့ရရပါ အဖုန်ဖွင့်ခိုင်းတာဒီခုံလေးနဲ့နောက်ဆုပ်ပေးပါအောင်လို့အားညာရခိုင်းတာဆိုအကုန်လုံးလုပ်လို့ရအဲ့ဒါတကယ် impressive ဖြစ်စရာကောင်းတယ်ပဲနော် Of course Hi Jeezy open the map Where do you want to go Go to the office All right ဂရမ်အထဲမှာကျွန်တော်နဲ့ပုံနဲ့အထဲမှာ presentation လုပ်ခဲ့သလိုပဲအာဒီ safety level ကလည်း so high အမကတော့အများဆုံးပါနော်ဟုတ်360 camera လည်းပါတဲ့အခါကျတော့မိန်းကလေးတွေကားပါကင်ထိုးဝခတ်တာတွေပါလည်းမဖြစ်ဘူးပေါ့နော် GD showroom အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရန်ကုန်မှာဆိုလို့ရှိရင်ဒီကျွန်တော်တို့လှိုင်မြို့နယ်မှာကျွန်တော်တို့ GD flagship showroom ရှိပါတယ်နောက်တစ်ခုကတော့ကျွန်တော်ကဘာကြီးဖျားလန်းဒီနှင်းစီကုန်ဘိုးဘွားရိတ်တာအာနားမှာဆိုလို့ရှိရင်ကျွန်တော်တို့ GD Inspire Automotive ဆိုတော့ဒီ ဒီ showroom တစ်ခုရှိပါတယ်မန္တလေးမှာဆိုလို့ရှိရင်ကျွန်တော်83လမ်းပေါ်မှာကျွန်တော်ဂျီလီမြန်မာရဲ့ showroom တစ်ခုရှိပါတယ်ကျွန်တော်တို့ဒီမန္တလေးမှာဆိုလို့ရှိရင်ကျွန်တော်ခေစုံမူခွေနီးမှာဆိုလို့ရှိရင်လည်းကျွန်တော်ဂျီလီ inspire automotive ဆိုရဲကျွန်တော်တို့နောက်ထပ် showroom တစ်ခုရှိပါတယ်ခင်ဗျာလက်ရှိမှာတော့ကျွန်တော်တို့ showroom ၄ခုပေါ့နော်စုစုပေါင်းဖွင့်ပြီးတော့ဝန်ဆောင်မှုပေးလေးရှိပါတယ်ခင်ဗျာဟုတ်ခင်ဗျာကျွန်တော်ဝယ်လိုက်ခြင်းနဲ့အမေတွေပေါ့နော်ဝယ်ပေးခြင်းနဲ့အာ sponsor ပေးနေပေါ့နော် sponsor ပေးနေပေါ့နော်ဆိုဂျီလီ i love you ိုတော့ဟုတ်ကဲ့ပါဆိုတော့အဂျီလေးလည်းအများကြီးထပ်ပြီးတော့အောင်မြင်ပါစေလို့ဆုတောင်းပေးချင်ပါတယ်ခင်ဗျာဒီနေ့လောင်းရှုပ်တဲ့ကားလေးကိုလည်းအားလုံးနှစ်သက်ကြမယ်လို့ထင်ပါတယ်ဆိုတော့ဒီဂျီလီ A5 လေးကိုလည်းအများကြီးအားပေးချင်ပါလို့ပြောချင်ပါတယ်